ယူကရိန်းရှိတဲ့အတွက်ရေးပါတဲ့မြို့တွေမှာရုရှားကတက်ဆွဲထားပါတယ်ရုရှားတက်တဲ့ကယူကရိန်းရှိပိုင်းကိုကြီးကြပ်ထိုးစစ်ဆင်နေပြီးတော့မဟာဗျူဟာရအချက်ချာကြတဲ့ပိုခရော့စ်မြို့မှာခြေကုပ်ယူထားနိုင်ပြီလို့သိရပါတယ်ဒီနယ်မြေထဲမှာရုရှားစစ်သည်တွေဟာယူကရိန်းထက်ရှစ်ဆလောက်အင်အားပိုပြီးများပါတယ်ဒါကိုရှင်မှုကမလွယ်ကူဘူးလို့ဖော်ပြကြပါတယ်နှစ်နှစ်ကြာတဲ့အထိရုရှားဘက်ကပိုခရော့ကိုသိမ်းနိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပြီးသူတို့စီစဉ်ထားတဲ့ရလဒ်တိုင်တော့မအောင်မြင်သေးပါဘူး ပိုခော့ကမျိုးငယ်လေးတစ်ခုဖြစ်ပေမဲ့လည်းယူကရိန်းရှေ့ပိုင်းစစ်မနာအတွက်တော့လိုအပ်တဲ့စစ်ပစ္စည်းတွေနဲ့စစ်ကူပို့ရမှာအဓိကကျတဲ့ဘူချက်ဆိုလည်းမမောက်ဘူးဗျအခုလိုမျိုးရုရှားဘက်ကခြေကုပ်ယူနေတဲ့အတွက်ဒိုးနဲ့ဒေတာတစ်ခုလုံးတိမ့်နိုင်ဖို့အတွက်ပိုပြီးတော့နှီးကပ်သွားပါပြီယူကရိန်းရှေ့ပိုင်းမှာစစ်စင်ရေးဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတွေကတော့ရုရှားတပ်တွေကိုတားဆီးဖို့ခက်ခဲနေတယ်လို့ဝန်ခံထားပါတယ်ပြောရမယ်ဆိုလို့ဗျာယူကရိန်းကရုရှားထုတ်စစ်ကိုတံပြန်တဲ့အခါမှာဒရုန်းတွေ၃လေးရှိတာမှန်ပါတယ်ဒါပေမဲ့မိုးရသမီးတော့မြူဒူဆန်နဲ့ယာစီဥတုကြောင့် ပြစ်မှတ်ထားတိုက်ခိုက်မှုကလည်းအခက်တွေ့နေပါတယ်။အဲဒါပိုခရိုမျိုးနီမာရုရှားတပ်တွေကစစ်ရင်အားနဲ့စစ်ရက်နဲ့ပစ္စည်းအများအပြားစုစည်းနေတယ်လို့ချင်းလင်တပ်တွေအပေါ်ကာကွယ်ပေးဖို့လည်းတန်ကြပ်ကရင်နေတုံးနေပါတယ်။လက်ရှိယူကရိန်းရဲ့ကာကွယ်ရေးစွန့်ရည်တွေရောပါတာနဲ့အမျှဥရောပမဟာမိတ်တွေစီကဗန်နာရေးထောက်ပံ့လိုအပ်နေတယ်လို့တမောဇလန်စကီကမှတ်ချက်ပြပါတယ်။ဒါမှသာနှစ်နှစ်သုံးနှစ်ကြာရုရှားတပ်တွေနဲ့ဆက်လက်တိုက်ခိုက်နေမှာဖြစ်ပါတယ်။ဒါအပြင်ဒေါ်နယ်ထရန့်နဲ့ရှီကျင်းဖြစ်လို့ကြာတိုက်တွေ့ဆုံမှုကလည်း ရုရှားအတွက်တရုတ်ရဲ့ထောက်ပံ့မှုကိုဖြတ်တောက်ပေးဖို့အတွက်မျှော်လင့်ရတယ်ဆိုပါတယ်။လက်ရှိမှာတော့ရုရှားနဲ့ယူကရိန်းကြားထဲမှာတိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေပါတယ်။အခုလိုမျိုးငင်းကြိုင်းလုပ်ငန်းစဉ်တွေဆိုင်းငံ့နေပြီးတိုက်ပွဲတွေဆက်ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ယူကရိန်းကိုရုရှားကပြစ်တင်ပါတယ်။ယူကရိန်းကြောင့်လို့ဆိုပါတယ်။ ယူကရိန်းအစိုးရရဲ့ညှိနှိုင်းမှုလုပ်ငန်းစဉ်ကိုဆက်လုပ်ဖို့တိုးဆုံနေတဲ့ကိစ္စရုရှားမီးမြန်းထားတဲ့မေကွန်းကိုပြန်ဖြေဖို့ဆန္ဒမရှိတဲ့ကိစ္စကြောင့်ရုရှားယူကရိန်းမင်းကြီးလုပ်ငန်းစဉ်တွေဟာဆိုင်းငံ့ရတာလို့ဒီမီထရီပက်စကော့ကဆိုပါတယ်ရုရှားဘက်ကယူကရိန်းကိုပြောတဲ့ဒီဆော်ရဆာတမှုကျန်းတွေနဲ့အဖွဲ့အမျိုးမျိုးအတွက်မှာနောက်ထပ်လုပ်မဲ့ပုံစံတွေအတွက်အစိုးပြချက်တွေကိုယူကရိန်းဘက်ကမတုံ့ပြန်တဲ့အတွက်ကြောင့်ဖြစ်ပြီးတော့ဒါတွေအားလုံးတော့အဖြေမရဘူးလို့ဆိုပါတယ် ရုရှားနိုင်ငံကြားထောက်လိုင်းဌာနကရတဲ့အချက်လက်တွေနဲ့ပတ်သက်ရင်စိုးရိမ်စရာဘာလို့ကွန်ကွန်ပြောရဆိုခွင့်ရှိသူကပြောပါတယ်ရှေ့တန်းလုံးစစ်တပ်ရေဒီယိုတွေကလည်းနိုင်ငံခြားဘာသာစကားတွေပြောနေတာအဆက်မပြတ်ကြားနေရပြီးတော့ယူကရိန်းအတွက်တိုက်ပွဲဝင်နေတဲ့နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေရှိနေတယ်လို့ဆိုပါတယ်အဲဒီတိုက်ခိုက်ရေးသမားတွေချေမှုန်းပြမယ်လို့ရုရှားဘက်ကပြောနေပါတယ်ယူကရိန်းမှာ နေတိုးစစ်ဘက်ဝန်ထမ်းတွေရှိနေပြီးတော့ရုရှားရဲ့ဂျားဖြတ်ခိုးလွှမ်းဟောင်းနဲ့ဒီ နာမည်ကြီးကိုတင်တွေကလည်းရရှိတဲ့အချက်လက်တွေရရှေ့တန်းမှာအင်္ဂလိပ်နဲ့ပြင်သစ်ဘာသာစကားတွေချက်ကလေးလေးပြောနေတာဖမ်းယူနိုင်တယ်လို့ဆိုပါတယ်ဒီစပွဲမှာအင်္ဂလိပ်နဲ့ပြင်သစ်ဘက်ကလည်းပါကောပါလာနေတယ်ဆိုပြီးတော့ရုရှားဘက်ကဆွဆွဲပါတယ်အမေရိကန်ဥဆောင်တဲ့နေတိုးစီရင်မဟာမိတ်ဖွဲ့ကတော့ယူကရိန်းကိုထောက်ခံပေးမယ်အဲ့ဒီမှာနေတိုးစစ်တီတယောက်တော်မှမချထားဘူးလို့ပြောပါတယ်အမေရိကန်မီဒီယာတွေသတင်းတွေအရတော့အမေရိကန်နဲ့ဥရောပထောက်လှမ်းရေးအေဂျင်စီတွေဟာယူကရိန်းမှာတိတိတတတီရှိနေတယ်လို့ဖော်ပြထားတာဖြစ်ပါတယ်